မင်္ဂလာပါဒါကတော့ဂျူးမြစ်ဖြစ်ပါတယ်ဂျူးမြစ်ကိုတေချာတန့်ရှင်ရေလုတ်ပြီးမှအခုလိုမျိုးမထူမပားလေးတွေလှီးပြီးရင်နှင်းနဲ့ပြုတ်ပေးရပါမယ်ပြုတ်တဲ့အချိန်မှာ9မိနစ်လောက်ပဲပြုတ်ပေးပါပြုတ်ပြီးသွားရင်ရေးစစ်ပေးထားပါမယ်။ဒါကတော့မီးမီးမင်းလေးနဲ့အိုးပေါ်မှာတင်ပေးထားပါစီဘူးအတွက်ပါ။ပြုတ်ထားတဲ့ဂျူးမြင့်ထည့်ပြီးထောင်းပေးရပါမယ်။အခုလိုအနှဲငယ်ထောင်းပြီးသွားပြီဆိုရင်တော့ပစွန်ကြောက်မှုတ်ထဲပါ။မြေပဲလှော်ပြီးသားကိုထောင်းပြီးထည့်ထားပါဗျ။ အားလုံးကိုရောထောင်ပြီးွားပြီဆိုရင်တော့ချိုမုံငန်းငတ်ပြရေအရသာတွေအားလုံးဝင်အောင်ထောင်ပေးပါထောင်းလို့ညက်သွားပြီဆိုတော့မှနောက်ဆုံးမှကြက်သွန်နီကိုထည့်ပေးရပါမယ်ကြက်သွန်နီထည့်ပြီးွားပြီဆိုရင်တော့ကျွန်တော်တို့အပေါ်ကနေတည်ထားတဲ့စီပူကို လောင်းထည့်ပေးလို့ရပါပြီကျွန်တော်တို့ရဲ့စီကလုံးဝပူကျစ်နေအောင်ဖြည့်ရပါမယ်စီပူနေမှကျွန်တော်တို့ရဲ့ထောင်းလျာမှွေးပြီးစားကောင်းပါပါစီပူအရင်လောင်းပြီးရောမှနောက်ဆုံးကျမှကျွန်တော်တို့သမယာသီးလေးကိုထည့်ပေးရပါမယ် ဂျူးမြေထောင်စားတဲ့အခါမှာကျွန်တော်တို့ငရုတ်ဒီမှုတ်ကိုအသုံးမပြုပါနဲ့ငရုတ်ဒီကြော်တောင်းနဲ့စားကြည့်ပါလုံးဝကိုလိုက်ဖက်လွန်ပြီးတော့အရန်ကြီးကိုစားလို့ကောင်းပါတယ်ဂျူးမြေဆိုတာနဲ့ကျွန်တော်တို့ကဟင်းချက်စားဖို့လောက်ပဲတွေးမိကြတာပါအခုလိုမျိုးကျွန်တော်ထောင်းတဲ့ထောင်းဒီအတိုင်းလေးထောင်းစားကြည့်ပါအရန်အရန်ကြီးကိုစားကောင်းတဲ့အတွက်လုံးဝကိုကြိုက်သွားစေမှာပါဒီထောင်းဒီလေးကိုမထောင်းစားဘူးသေးဘူးဆိုရင်တော့ထောင်းစားကြည့်ပါအရင်ကောင်းပါတယ်အားလုံးကိုကျေးဇူး